မွန်တိုင်းကကြီးကဘာနော်စုကီနော်ခေချွစနော်ဦးချီတဲ့အောက်ပါချက်လက်များတယ်မှာကန်ဆယ်ဆိုလီယိုမာချင်နော်အာရစ်တိုကာတဲ့အစင်းမြေရောင်း၄ဘန်နာယောဂရှိတဲ့လူကပေါ့နော်စကူနိုင်ဖူဒန်တဲ့တာဝန်အနေခဲ့တာရှိတဲ့ပေါ့နော်ခါဂျီဝဆူရူတာမဲနော်အိမ်မူကိစ္စတွေကိုလောဘအတွက်ခိုင်ကိုဖူကူရှိနော်ဂျောကန်တိုစတဲပေါ့နော်ခိုင်ကိုပညာရှင်ရဲ့အကြံပေးချက်အနေနဲ့မိုတိုမိုတက်ကီဆေဆိုနာမွန်နော်ရှိလို့ဆိုအရာဘီနာဆိုင်ပေါ့နော်အတင်းတော်တော်ရတခုရွေးချယ်ရမယ်နံပါတ်၁ကကြာတော့ဟေယာနော်ဆိုဂျီဝဆူရူ ကေးွားတဲ့အခန်းရံတန်ရှင်ကိုလှုပ်တဲ့အခါမှာဆိုရင်နဲ့ဆိုချော်နီအခုနာဦးရောနီစစုံမဲတို့ပေါ့နော်မနက်အစောကြီးလောက်ရမယ်ဆိုပြီးသူကရေးထားတယ်အဲ့ဒါကမသိတော့ဘူးလीနော်နံပါတ်2ကကြာတော့ရှော့ကီယိုအာရာဦးတို့ကေးွားတဲ့ပကံခွဲရောက်တွေကိုစေးတဲ့အခါမှာဆိုရင်မီဇူဝစကောက်ရောနီစစုံမဲတို့ပေါ့နော် ရေကိုသုံးဖို့အကြံဖေးရမယ်ဆိုပြီးသူကရေးရေထက်ရေနည်းသုံးတာပို့တင့်တော်တယ်ပေါ့နော်အစီအမည်လေးပဲရအောင်ယောဂသမားတွေကလीနံပါတ်5ကြာတော့တေဘူရူဖူကူတိုကေးွားတဲ့ဒီတေဘစပွဲကိုတုတ်တဲ့အခါမှာဆိုရင်ပေါ့နော် ရှူရှော့ခိဘူးဝစကားဦးရောနီးစစမဲတို့ပေါ့နော်ရှူရှော့ခိဘူးဆိုတာကြတော့ဒီလက်တွေကိုအကွေးအကောက်ပေါ့နော်ဖူဒန်မဖြစ်အောင်လို့ဒီလက်ဖနှောင်းနေပေါ့နော်ဒီလက်ဖွားအပြားနဲ့သုံးဖို့ကိုလမ်းညွန်ပေးမယ်ဆိုပြီးသူကရေးတယ်အဲ့ဒါကတင့်တော်ရေပေါ့နော်နံပါတ်၄ကကြတော့ဘင်းနော်ဖူတာကိုအခဲတူတိုကီဝါတဲ့ပလင်းနေရဲ့အဖုံးကိုခွင်းတဲ့ခါမှာဆိုရင်နဲ့ယူဘီစာခိဝစကားဦးရောနီးစစမဲတို့လက်အပြားလေးတို့သုံးခိုင်းရမယ်ဆိုပြီးသူကရေးတယ်မတင့်တော်ဘူးနော်အဲ့ဒါလေနံပါတ်၅ကကြတော့စန်တာခိခါကော ဟာကိုဘူးတိုကီဝါတဲ့အဝိစျော်ချင်းတော်ကိုတဲတဲ့အခါမှာဆိုရင်ခတာသေးသေးမဆူရောနေဆိုတူတဲ့လက်တပတ်တဲနဲ့တန်အောင်လောက်ရမယ်ပေါ့နော်မလက်တပတ်တဲနဲ့တန်အောင်လောက်ခိုင်းတာမဟုတ်ပဲနဲ့လျော်တဲပေါ့နော်မဆူရောနေဆိုဆိုမေတာဟုတ်ကာကြီးပေါ့နော်ဒီအစင်းကြီးလေးပဲရောက်သမားတွေရှိတဲ့အခါမှာနော်အဲ့ဒါကြောင့်မလို့နံပါတ်3ကအတင်တော်ဆုံးပါ မွန်တိုင်းရာကိုပေါ့နော်ဆွေမင်းတော့ခံကျော်ဝတ်တော်တော်အေးသူခိုင်ကောနီခံဆူတူတဲ့အိစချင်းဆိုင်ကပဝင်းကျင်ကိုတသက်ရဲ့ဖြစ်အောင်ပေါ့နော်ပြုစုစောက်ချောက်ချင်းနဲ့သက်ဆိုင်နဲ့စူဂီနွန်ခီကျော်ဆွနဦးတီအပေါ်ပြပါချက်လက်များတယ်မှာမတို့မှုတက်ခီစစနာမိုနိုဝအရာဘီနာဆိုင်ပေါ့နော်အစ်တတော်တော်ရာတကိုရွေးချယ်ပေးရမယ်ပေါ့နော်နံပါတ်၁ကကျတော့မတိုတဲဆူဆိုတဲ့အေရခင်းရဆိုရင်နဲ့ခိုးရှိကပေါ့နော်ခါကတဲ့ဖူခါခုပေါ့နော်နန်နေဆိုင်ရှာရရှိစုမူယာဝရာခါစာနော်မိုနိုနီဆူတူပေါ့ ောနော်အဲ့တော့အဲ့ရရွေးတဲ့ခါမှာဆိုရင်ဒီမှာခိုင်းရပါဘောနော်အောက်ကိုနေဝင်သွားတဲ့ဟာကြီးပေါ့နော် နေဝင်ပြီးတော့ပျော်ပြောင်းတဲ့အရာကိုရွေးတာတဲ့နည်းနည်းပေါ့နော် မာတာလေးကိုရွေးတာပို့ကောင်းတယ်ပေါ့နော်ရာရာခိုင်းစုကီတူတို့ခါနာချင်းတွေကိုပို့ဖြစ်စေရလေနော်ဘတ်သူနဲ့အိတ်တဲ့သူတွေတိမှာပါအဲ့ဒါကြောင့်မဟုတ်ဘူးနော်နံပါတ်1ကကြတော့မကူရာဆိုတဲ့ခေါင်းဝါဆိုရင်နဲ့ခဲဘူးကပေါ့နော်ခေါင်းပိုင်းကတဲ့ဇန်ခုဆူဆူရူတာကာဆာနီဆူရူခေါင်းရက်ဒီလိုအပေါ်ကြီးကိုပေါ့နော်လန်နေတဲ့ဟာကြီးကိုရွေးရမယ်ဆိုပြီးသူကရေးတယ်မှားရယ်နော်ခေါင်းကြီးမော့နေတဲ့ ယ်မခုတာကိုရွေးမယ်ဆိုရင်ဒီပခုံးနာတာတို့ဒီခတ်တနာတာတို့ကလေတောင်းအဲတောင်းဝင်တွေကိုဖြစ်စေတာကြောင့်အဲ့လိုမျိုးဟာမရွေးနဲ့ပေါ့နော်ချောတို့အသင့်တော်ဟာကိုရွေးပေါ့နော်လူတယောက်နဲ့တယောက်ကခေါင်းစားကွာရဲဆိုပေမဲ့အရင်မြင်ပြီးဆိုရင်လေဒီခါနာခြင်းတွေခေါင်းနာခြင်းတွေကုန်းနာခြင်းတွေကိုဖြစ်ပေါ်စေရနော်နံပါတ်3ကကြတော့네토코나이노온도တဲ့네토코나이ဆိုတာကကြတော့အိတ်တဲ့အိတ်ရရဲ့တဲ့온도ဆိုတဲ့အပူချိန်ကိုဆိုရင်니주도니초세이ဆိုလို့ပေါ့နော်20ဒီဂရီထားရမယ်ဆိုပြီးသူကရေးတဲ့ 20ဒီဂရီထားတာမဟုတ်ပဲနဲ့32ကနေ34ဒီဂရီလောက်ထားတာပိုတင့်တော်ပဲပေါ့နော်ဒါဗုဒ္ဓအနေနဲ့မှတ်ထားပါနံပါတ်4ကြတော့ရှူခီကကိုမိုရာနာယောနီပေါ့နော် အနန်ဇိုးတွေကအနန်ဇိုးတွေမရှိအောင်လို့ပေါ့နော်မဝင်ရအောင်နဲချီဆိုနော်ခန်ကီဟိုဆိုလို့ပေါ့နော်အိတ်ခန်းရဲ့ဒီလေဝင်လေတော့ကောင်းလောက်ရမယ်ဆိုပြီးသူကရေးဒါအတင့်တော်ဆုံးပဲပေါ့နော်ဒီမကြိုက်မိတဲ့ဒီအနန်ဇိုးတွေပါနေရှိတယ်ဆိုရင်အဲ့ဒါကိုစိတ်အဲခင်းနေနာလို့ဖြစ်ပြီးတော့ပေါ့နော်တော်တော်နဲ့အိမ်ပြောတဲ့ခါလေးရှိရလေနော်နံပါတ်5ကြတော့ swimming ကြော ောတိုင်းဟိုတခန်းဆာဆိုဒေဂီရူယောနီပေါ့နော်အဲ့တဲ့အခြေအနေတွေကိုရှောက်ွေးစစ်ဆေးနိုင်ဖို့အတွက်နေရှိဆိုနော်တို့အဝါအခေတဲ့အကူပေါ့နော်အဲ့တဲ့အခန်းရဲ့အဲဒီတခါကြီးဟိုတဲ့ဖွင့်ထားမယ်ဆိုပြီးသူကရေးတယ်ဒါကြီးကလည်းလုံးဝမသိတော့ဘူးလေနော်အဲ့ဒါကြောင့်မလို့နံပါတ်၄ကသိတော့ဆုံး မွန်တိုင်းရကူအချီပေါ့နော်မိခွန်းနံပါတ်100နဲ့တေလျောရှာနော်နယူးမင်းနီမူခေတာပေါ့နော်လူနာတွေရဲ့အိပ်ပျော်ခြင်းကိုဥတီတဲ့ပေါ့နော်ခိုင်ကောဖူကူရှိနော်ဂျောဂန်တိုရှိတဲ့ခိုင်ကောပညာရှင်ရဲ့အကြံပေးချက်နေနဲ့မိုတိုမိုတေကီဆေဇိုနာမိုနိုစတိုဆေရာဘီနာဆိုင်နံပါတ်1ကကြတော့အာရှီယိုအိုယူနီစုခေတဲအတတမေတဲကာရာနေမရှောပေါ့နော်ခြေတော်ကိုရင်ွေးလေးစိန်ပြီးတော့နှွေးထွေးအောင်လုပ်ပြီးမှအိတ်တာကနိနိထိုက်ထိုက်ပေါ့နော်ပို့ပြီးတော့အိပ်ပျော်စေရဲဆိုပြီးသူကရေးတယ်အဲ့ဒါအဖြစ်မယ်နော်နံပါတ်2ကကြတော့နေရှိဆိုနော်ရှောမေကို ိတ်တဲ့အခန်းရဲ့ပေါ့နော်အလင်းရောင်ဆိုရင်တဲ့ချူကိုအီရိုနော်နေဘက်အလင်းရောင်ရဲ့ပေါ့နော်နေဘက်အလင်းရောင်ရဲ့ခဲခိုတူနီခိုင်မရှောပေါ့နော်ခဲခိုတူဆိုတဲ့မိချောင်းနဲတဲ့လဲရအောင်ဆိုပြီးသူကရေးတာနေဘက်အလင်းရောင်ပုံစံကဒီမိချောင်းကြီးလင်းပြီဆိုတော်တော်နဲ့အိမ်မပြောတာဖြစ်တယ်လေနော်အဲ့ဒါကြောင့်မလို့မတင်တော့ပါဘူးနံပါတ်3ကကြတော့ဖူတူနီဟိုက်တဲ့ခါရတဲ့ဒီဖူတူဆိုတဲ့ဆောင်းထဲကိုဝင်ပြီးတော့မှာပေါ့နော်မိချိခိုင်ဆိုတာကြတော့တူတောင်းတော့ပေါ့နော်အစာကြီးကကြတော့ တိန်တော့ခိုကျူးဆိုတဲ့အသက်ရှူခြင်းတွေကိုတဲ့ခူဒီခိုင်ရှိမရှောပေါ့နော်ထက်ကထက်ကလောက်ရမယ်အဲ့ဒါလောက်တိုက်တဲ့အဲဒိုနာဂိုင်းရှင်ခိုကျူးလောက်တာကပို့ပြော relax ဖြစ်စေပြီးတော့နှိမ့်နှိမ့်ချာချာအိပ်ပျော်စေရပေါ့နော်အဲ့ဒါကြောင့်မသိတော့ပါဘူးနံပါတ်၄ရကြတော့ new min eno shukan wa hikai ma shaw တဲ့အဲအိပ်ဆက်ခြင်းဆိုင်ရာပေါ့နော်ဒီ shukan ဆိုတဲ့အလေးအထတွေကိုတဲ့ရှောင်ရှားမယ်ဆိုပြီးသူကပြောမယ်ဆိုရင်ပုံမှန်ရှင်းနိုင်အိပ်တဲ့လူကကြတော့ရှင်းနိုင်မဟုတ်ဘဲနဲ့ဘာလာဘာလာအိပ်တာတို့ဘာတို့ပေါ့နော်အိပ်တလေယူရှောင်ရှားမယ်ဆိုပြီးသူက တာမသိတော့ဘူးနော်နံပါတ်5ကျတော့နေရူမရေမိခင်မှာဆိုရင်နဲ့ဆယ်ကီအာဆေဟိုကာကူအွန်ဒိုရှိမှာရောပေါ့နော်ချွေတက်တဲ့လေ့ကျင့်ခန်းတွေကိုလောအောင်ဆိုပြီးသူကရေးထားတယ်ပေါ့နော်ချွေထက်တဲ့လေ့ကျင့်ခန်းလုပ်ပြီးအိတ်တာကကောင်းမွန်နေဆိုပေမဲ့ပေါ့နော်နေရူမရေနေလောက်တာမဟုတ်ဘဲနဲ့အဲသူအမနေကင်းပိုင်းလောက်တာတို့ညနေပိုင်းလောက်တာတို့ကပို့ပြီးတော့တင့်တော်ရေပေါ့နော်နေရူမရေလောက်ပြီးဆိုရင်စိတ်လှုပ်ရှားပြီးတော့မအိပ်ပြော်တာတွေများတာကြောင့်ပေါ့နော်အဲ့ဒါလည်းမတင့်တော်ဘူးအဲ့တော့အတင့်တော်ဆုံးကနံပါတ်1